င်္ဂလာပါ The Rose Channel ကနေကြိုဆိုပါရစေ။လူတွေကကိုယ်ကိုမကြိုက်မှစိုးရိမ်ဘူးလား။တငယ်ချင်းတင်ဆက်ပေးရတာခက်ခဲနေသလား။ဒါမှမဟုတ်အလုံးမှာအများရန်ပြဿနာရှာနေတဲ့လောက်ဖို့ကင်ပြတယောက်ရှိနေသလား။ကိုကိုကိုလူမှုဆက်ဆံရေးနယ်ပယ်မှာအားနေသူလို့သတ်မှတ်ထားပေမဲ့ပြောင်းလဲခြင်းနဲ့ဆိုရင်ဒီဗီဒီယိုကိုဆုံးတီကြည့်ပါ။ ဒီနေ့တော့ကဘာကျော်စာရေးဆရာဒေကာနေဂျီရဲ့လူချင်းလူကင်ပေါ်များအောင်နဲ့လူအများပေါ်လွှမ်းမိုးနိုင်အောင်ဘယ်လိုလုပ်မလဲ How to win friends and influence people ဆိုတဲ့စာအုပ်ထဲကအလွယ်တကူသုံးချနိုင်ပြီးချက်ချင်းလူကြိုက်များစေမယ့်အချက်၉ချက်ကိုပြောပြပေးသွားမှာပါ။နံပါတ်၁မဝေဖန်ပါနဲ့မသိရပါနဲ့မငင်းညူပါနဲ့လူတွေကိုဝေဖန်ခြင်းဖြစ်တဲ့ဆုံးချခြင်းနဲ့ငင်းညူခြင်းတွေလုပ်မိရင်သူတို့ကအကာအကွယ်ယူလာပါလိမ့်မယ်။ရစတဲ့မန်တရားကတော့လူတွေကသူတို့ကိုသူတို့ဘယ်တော့မှအပြစ်မတင်ကြဘူး။ဘလောက်ပဲမားနေပါစေမာနနဲ့အတ္တကိုအခြေခံတဲ့ ်ခံစားမှုတရဝါတွေဖြစ်တာကြောင့်သူရဲ့လုံရက်တွေကိုဆင်ကြီးပေးဖို့ကြောင်းပြချက်အမြဲရှာနေကြတယ်။အာနာရှင်တွေရသဝတ္တားတွေရဲ့မိသားစုတွေက ပြည်သူအစိုးရကိုစနစ်ကိုပြစ်ပုံချပြီးသူတို့ရဲ့တာတမိမိဘဓမ္မမုံအင်ကောင်ဘက်ကပြမရှိဘူးလို့ညှင်းဆိုနေတာမျိုးကိုသတိထားမိပါသလားသူတို့ရဲ့ချဲ့ရသူမားတာတဲ့ကမာကြီးတစ်ခုလုံးမားတာကဘူကောင်းတယ်လို့သူတို့ထင်တတ်ကြတယ်ဒါဟာလူတွေဝေဖန်မှုကိုတဘာဝအတိုင်းတုံ့ပြန်ပုံမှာပဲငမကြီးလီယံမှု boss ဘဘရဲ့ဇလန်းကိုနားထောင်ကြည့်ပါတခါကသူလီယံမောင်းနေတော့အင်ဂျင်နှလုံးလုံးရက်သွားတယ်သူ့ရဲ့အရေးချင်းနဲ့ကံကောင်းမှုကြောင့်လီကိုဘေးကင်းစွာဆင်းသက်နိုင်ခဲ့တယ်စစ်စေးကြည့်တော့လီစေးကဆက်ပြန်တမားတူကမာယွင်ပြီးချဲ့လီယံ င်စီကိုဒီပန်ကလေးနဲ့ထဲမိတာတွေ့ရတယ်။ဘောဘူဘာဟာဒီဘဝရဲ့အဆိုးဆုံးအမားကိုလုခဲတဲ့ဆက်ပြင်းသမားလေးနဲ့တွေ့ဆုံတော့သူကကြောင်းရင်တုံလုံးပြီးရှာကြည့်တဲ့ငင်ငုံနေတယ်။အခုဆိုရင်အပြစ်တင်တာတွေခေါ်ဟစ်တာတွေကြားရတော့မယ်လို့သူတွေးထားခဲ့တယ်။ဒါပေမဲ့ဘောဘူဘာကသူ့ကိုလုံးဝအံ့အားသင့်စေခဲ့တယ်။သူလုံးဝမအော်ခဲ့ဘူး။ဆက်ပြင်းသမားလေးဟာ ဒီအမားကနေအဖို့တန်တင်ကန်းစာတစ်ခုရသွားပြီဆိုတာသူတည်တယ်။ယုံကြည်မှုပြောတဲ့အနေနဲ့နောက်တစ်နေ့မှတောင်သူ့လေရင်ကိုဒီဆက်ပြင်းမားလေးနဲ့ပဲပြန်ပြင်ခိုင်းခဲ့တယ်။ဘူပါတိကရာကစိတ်ပညာရှင် BF စကန်နာရဲ့တင်ကန်းစာပဲ။ကောင်းတဲ့အပြုမှုကိုစုချခံရတဲ့တရဝါတွေဟာမကောင်းတဲ့အပြုမှုအတွက်အပြစ်ပေးခံရတဲ့တရဝါတွေထက်ပိုမိုတိောက်စွာတင်ယူနိုင်တယ်။လူတွေအတွက်လည်းဒီသဘောတရားဟာအတူတူပါပဲ။ဝေဖန်ခြင်းပြစ်တင်ဆုံးချခြင်းနဲ့ညီညွတ်ခြင်းတွေဟာလူတွေကိုပိုကောင်းအောင်မလုပ်ဆောင်နိုင်စေပါဘူး။လူတွေဟာဆင်ခြင်တုံတရားနဲ့လုံဆောင်နေတာမဟုတ်ပဲစိတ် ်ကန်စားမှုနဲ့လုံဆောင်နေတာကြောင့်မှာပူပန်လုံလုံနားလဲပြီးခုလုပ်ပေးဖို့ဆိုတာစစ်မှန်တဲ့စိတ်ဓာတ်ရှိဖို့လိုပါတယ်။နံပါတ်1ရုတ်သားပြီးစစ်မှန်သောချီကျူးကုန်ပြုမှုကိုပေးပါ။လူသားတွေရဲ့အလိုချင်ဆုံးဆန္ဒတွေကတခုကသူတစ်ပါးရဲ့တိမတ်ပြုခြင်းကိုခံကျင်တာပါပဲ။ကျွန်တော်တို့ဝန်မခံပေမဲ့ချီကျူးခံရတာကိုကြိုက်တယ်။ကိုယ်လို့ကောင်းတယ်လို့ကြားရတာကောင်းပါတယ်။တချို့ဓမ္မပညာရှင်တွေကတောင်လူသားတွေအရေးပါခြင်းနဲ့ဆန္ဒကြောင့်ညီချင်းမှုတွေဆက်ပြီးတိုးတက်နေပါတယ်လို့ရဲရဲကြီးပြောခဲ့ကြတယ်။တွန်းလိုက်တာဆိုတဲ့ရုပ်ရှင်နဲ့အတန်လေးတခုကြားရဖို့အတွက်ခမည်းတော်ကောင် မှမလုပ်ဘူးတဲ့အထူးအရာတစ်ခုကိုလုပ်ဖူးပါဒလားအဲ့ဒီကန်စားမှုလေးကပဲလူတွေကိုတောင်တက်စေတယ်စာရေးဆရာတွေကိုစာအုပ်ရေးစေတယ်ဂီတပညာရှင်တွေကိုအနုပညာပန်တီးစေတယ်လုပ်ငန်းရှင်တွေကိုကုမ္ပဏီတွေတည်ထောင်စေတယ်ဒီကြီးတာကလက်ဆောင်ကောင်းကောင်းပေးတာ ဂျာတို့တိုးပြတာမဟုတ်ပါဘူးသူတို့ကဘလောက်အမှန်တကယ်ကျေးဇူးတင်တယ်ဆိုတာကိုပြသဖို့ပါပဲကျေးဇူးပါဒါမှမဟုတ်ကောင်းမှန်ပါတယ်လို့ရုံးရှင်းတဲ့စကားလုံးလေးတွေကတောင်းလူပြောရခံစားချက်ကိုလုံးဝပြောင်းလဲပြစ်နိုင်ပါတယ်ဒါပေမဲ့ကြီးကျူးစကားတွေဟာယူသားပြီးစစ်မှန်ဖို့လိုတယ်ဟန်ဆောင်နာကာတနာတွေနဲ့ကြီးကျူးရင်လူတွေကချက်ချင်းသိလိမ့်မယ်ကြီးကျူးစကားပြောဖို့ကြိုးစားတဲ့အခါခဏရပ်ပြီးမျက်စိရှိကလူရဲ့ကောင်းတဲ့အချက်တွေကိုစဉ်းစားပါဘရော့ဝါရောအီမာဆင်ကပြောဖို့တယ် သူတည်တဲ့လူတိုင်းဟာတချို့သောအရာတွေမှာသူထက်သားလွန်နေ။ဒါကြောင့်လူတိုင်းမှာတည်ယူစရာနဲ့ချီးကျူးစရာတခုခုအများရှိနေတယ်တဲ့။သူတို့ဘာတွေမှာထိုးချင်လဲ။သူတို့စီကဘာတွေတည်ယူခဲ့ရလဲ။သူတို့ရဲ့ဘယ်ချက်ကိုလေးစားတယ်ဆိုတာကိုပြောပြပါ။စိတ်ဓာတ်ကျနေတဲ့သူ၊မောပန်းနေတဲ့သူ၊တိမတ်ပြူးမှုမရဘူးလို့ခံစားနေရတဲ့သူတို့ကိုတွေ့ရင်ချီးကျူးစကားလေးနဲ့သူတို့ရဲ့တနေ့တာကိုလင်းလက်တော့ပအောင်လုပ်ပေးကြည့်ပါ။သူတို့ရဲ့တိမတ်ပြူးမှုခံခြင်းနဲ့စာလောင်မှုကိုဖြည့်ဆည်းပေးလိုက်တဲ့အခါဘယ်လိုသုံးပြန်ကြမလဲဆိုတာကိုမြင်ရင်အံ့ဩသွားပါလိမ့်မယ်။ ဘတ်တော့သူတစ်ပါးရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်ပါခင်ဗျားအကျိုင်းဆုံးအစားအစာကဘာလဲ cheese cake လို့ပဲဆိုပါစို့ခင်ဗျားငားများသွားရင်ငားများရရင်အဖျားမှာ cheese cake ကိုချိန်မလား အဲ့လိုလို့ရငါးများများဖမ်းမိမှာမဟုတ်ဘူးအဲ့လိုလဲဆိုတော့ကိုယ်စိတ်ဝင်စားမှုကိုပဲအာယုံဆိုင်နေလို့ငါရဲ့စိတ်ဝင်စားမှုကိုမကြည့်လို့ပဲငါတွေလိုချင်တဲ့တီကောင်ဘိုးကောင်ဒါမှမဟုတ်ငါတီတင်းလေးတွေကိုချိန်မှပူအောင်မြင်မှာပါလူတွေနဲ့ဆက်ဆံတဲ့အခါဘာလို့ကွဲပြားစွာပြုမှုတင်လဲလူတိုင်းကကိုယ့်အကျိုးစီးပွားကိုပဲအာယုံဆိုင်ကြတယ်ကိုယ်လိုချင်တာကိုပဲလိုချင်ကြတယ်ဒါပေမဲ့သူတစ်ပါးကိုလွန်မိုးနိုင်ဖို့တခုတည်းသောနိလန်းကတော့သူတို့လိုချင်တာကိုအရင်ပြောပြပြီးဘလို့ရယူရမလဲဆိုတာကိုပြသဖို့ပဲတစုံတစ်ယောက်နဲ့စကားမပြောခင်ခမရစိတ်ထဲမှာစဉ်းစားပါဒီဆက်ဆံရေးကနေဒီလူကဘာလို့ရတဲ့ ွားမလဲဆိုပြီးစိန်ခေါ်မှုတစ်ခုလိုသဘောထားပါခမရလူကျင်တာကိုတော့မပြရဘူးအဲ့ဒီအစားသူတို့ကဘလောက်ကူညီခြင်းနဲ့ဆိုတာကိုအစွမ်းကုန်ပြသဖို့ပဲလိုတယ်လောကကြီးဟာကိုယ့်အတွက်ပဲကြီးတဲ့လူတွေနဲ့ပြည့်နေတယ်ခမရကတော့ကိုဂျုံမဖက်ပဲသူတပားကိုအမှုထမ်းပေးတဲ့ရှာရှာပါပါလူတို့ဖြစ်နေမယ်ဆိုရင်ဒါရှင်းလင်းပြီးတရားမျှတမှုမရှိတဲ့အတ္တကျဲဖြစ်လာလိမ့်မယ်အင်ဒရုကာနဲ့ကြီးကဒီအချက်ကိုတတိပြဖို့တယ်သူရောက်ပါရဲ့ကလေးတွေကစာပြန်မရေးကြဘူးဒါနဲ့သူကတငယ်ချင်းတယောက်နဲ့လောင်းကစားလုပ်ပြီးကလေးတွေကိုစာရဆောင်မှတောင်းဆိုခြင်းမရှိပဲသူတို့စီကစာပြန်ရအောင် လုံးနိုင်ခဲ့တယ်သူဘယ်လိုလုံးနိုင်ခဲ့လဲသူကလေးတဦးစီစာရေးပြီးစာရဲဆုံးမှာဒေါ်လာ900ရန်ငွေစက်ကိုပူးသွဲပါသည်လို့ရေးလိုက်တယ်သူရဲ့လက်ကွက်ကတော့သူတကယ်တော့ငွေစက်ကိုထည့်မပေးခဲ့ဘူးအဖြစ်သွားလဲဆိုတော့ကလေးတိုင်းကကျေးဇူးတင်ကြောင်းနဲ့သူရဲ့ပိုက်ဆံဘယ်မှာလဲလို့မေးတယ်စာရင်းအမြန်ဆုံးပြန်ပို့ခဲ့ကြတယ်သူကသူရဲ့စိတ်ဝင်စားမှုကိုအသုံးချပြီးလမ်းစာကိုနိုင်ခဲ့တယ်နံပါတ်၄သူတို့ဘာကိုစိတ်ရင်းမှန်နဲ့စိတ်ဝင်စားပါကမ္ဘာပေါ်မှာဘ누구ကိုလူချစ်လူကင်အများဆုံး ပေါ်ရည်ပြီးချစ်ခင်စရာကောင်းဆုံးလို့ထင်လဲခွေးတွေကိုစဉ်းစားကြည့်ပါခွေးတွေကခမည်းကိုတွေ့တိုင်းအယံပျော်နေတယ်သူတို့ရဲ့ကဘာမှာခမည်းဟာအရေးကြီးဆုံးလို့ပဲခွေးကောင်လို့ပဲခမည်းကသူတစ်ပါးကိုစိတ်ဝင်စားအောင်ပြသလိုက်တဲ့အခါသူတို့ဟာကိုကိုကိုကဘာပေါ်မှာအရေးကြီးဆုံးလူတစ်ယောက်လို့ခံစားရစေတယ်ကိုကိုချစ်ခင်အားကြတဲ့သူတွေကိုကျွန်တော်တို့ကတဘာဝအတိုင်းပို့တော်ကြပါတယ်ဒါပေမဲ့မှတ်ထားပါလူတွေဟာကိုတို့နှစ်ယောက်ကိုစိတ်ဝင်စားကြဘူးသူတို့ဟာသူတို့ကိုသူတို့ကိုပဲစိတ်ဝင်စားကြတယ်ခမည်းတို့နောက်ဆုံးရိုက်ခဲ့တဲ့အဖွဲလိုက်ဓာတ်ပုံကိုစဉ်းစားကြည့်ပါဘယ်လိုမျက်နာကိုအရင်ဆုံးရှာပြီးကြည့် ီးခဲ့လေခုမျက်နာကိုပါပဲတငယ်ချင်းဖွဲ့ဖို့လွယ်ကူတဲ့နီလန်းကတော့သူတို့ကိုစိတ်ဝင်စားဖို့ပဲသူတို့ကိုစိတ်ဝင်စားအောင်လုပ်တာတဲ့အများကြီးပုံလွယ်ပါတယ်တစုံတယောက်ကိုခမည်းစိတ်ဝင်စားအကြောင်းခံစားရစေခြင်း တို့ရဲ့နောက်ခံသမိုင်းညီမချက်မိသားစုနဲ့ဝါဒနာတွေကြောင်းမေးပါတို့ရဲ့ပြဿနာတွေညှဉ်းညူမှုတွေကိုမှတ်မိတဲ့သူဖြစ်ပါစေတို့နဲ့တက်ဆိုင်တဲ့ဖြစ်ရှင်ဒီတစ်ခုတွေ့ခဲ့ရင်ညှဝေပေးပြီးတို့တက်ပြီးပြည့်စုံကြောင်းပြောပါအထူးသဖြင့်ကိုယ်စင်အောင်လို့ယူဆရတဲ့သူတွေတရားအစီရင်ခံစရာမလိုတဲ့ဝန်ထမ်းတွေဝန်ဆောင်မှုပေးသူတွေအပေါ်မှာပုံပြီးကူညီပေးဖို့ကြိုးစားပါကိုတက်အစင်းမြင့်သူတွေကိုတော့တို့ရဲ့ကျွမ်းကျင်မှုနဲ့ပတ်သက်ပြီးစစ်မှန်တဲ့စိတ်ဝင်စားမှုကိုပြသပါတို့ရဲ့အကြံဉာဏ်ကိုတည်တည်ချာချာနားထောင်ပါအောင်မြင်မှုရဲ့လေးဝဲချက်တွေကိုမျှဝေခြင်းအဖြစ် ြင့်လူတိုင်းအရေးပါတယ်လို့ခံစားရတာကိုနှစ်သက်ကြတယ်သူတို့စကားပြောနေချိန်မှာအာယုံဆိုင်နားထောင်ခြင်းအပြင်ဒီခံစားချက်ကိုသင်ပေးအပ်နိုင်ပါတယ် နံပါတ်5ပြုံးပါဒီချက်ကရှင်းလင်းပေမဲ့အာဟောစရာကောင်းလောက်အောင်အစွမ်းထက်ပါတယ်အပြုံးတစ်ခုကခမ ्या ကိုကျွန်တော်သဘောကျတယ်ခမ ्या ကကျွန်တော်ကိုပြောရှင်းစေတယ်ခမ ्या ကိုတွေ့ရတာဝမ်းသာပါတယ်ဆိုတဲ့သဘောထားကောင်းကိုဖော်ပြတဲ့ရှင်းလင်းတဲ့တရင်စကားပါဒီချက်ဟာစိတ်တူတတ်တဲ့ William B. Steinhaus ဆိုတဲ့ Stock Wizard တူကိုပုံမကျွယ်ဝပျော်ရွှင်တဲ့သူအဖြစ်လုံးဝပြောင်းလဲပစ်ခဲ့တယ်သူအမနဲ့တိုင်မှန်ကြည့်ပြီးသူပြုံးဖို့ပုဂ္ဂိုလ်ကိုအားပေးခဲ့တယ်ဇနီးတွေကိုပြုံးပြီးနှုတ်ဆက်အဆောက်အုံကတကားဆောင်ယထာလက်မှတ်ရောင်းသူ Stock ဈေးကွက်ကတခြားကုန်တယ်တွေနဲ့လုံးဖို့ကင်ဘက် တွေကိုပါပြုံးပြခဲ့တယ်။ရလက်ကချက်ချင်းထွက်ပေါ်လာတယ်။လူတွေကပြန်ပြုံးပြကြတယ်။သူ့အိမ်တောင်ရေကပူကောင်းလာတယ်။စန်တမိုးရဲ့ပထမဆုံးနှစ်လအတွင်းမှာရခဲ့တဲ့ပျော်ရွှင်မှုဟာအရင်တစ်နှစ်စာလုံးထက်ပိုတယ်လို့သူပြောခဲ့တယ်။အလုံးမှာလည်းညှဉ်းညွမှုတွေနဲ့သွားပြီးအရင်ကထက်ပိုပြီးငွေရှာနိုင်ခဲ့တယ်။ရွှင်းတဲ့ပြုံးတစ်ခုကနေသူဟာပိုပျော်ရွှင်ပြီးပိုချမ်းသာတဲ့သူဖြစ်လာခဲ့တယ်။ကိုပြုံးကိုစူးစမ်းပြီးလူတွေကိုခမရသူတို့ကိုတွေ့ရတာပြောပါတယ်ဆိုတာပြတ်တာပါ။သူတို့လည်းခမရကိုပြန်တွေ့ရတာပြောဖို့မတွင့်တူတော့ပါဘူး။ နံပါတ်6လူတယောက်ရဲ့နာမည်ကိုမှတ်ထားပါမိတိဘာရစကားမှမဆိုအချုံငိမ့်ဆုံးနဲ့အရေးကြီးဆုံးအတန်ဟာလူတယောက်ရဲ့နာမည်ပါပဲနာမည်ကလူတယောက်ရဲ့ကိုယ်ပိုင်လက္ခဏာဖြစ်ပြီးသူတို့ကိုထူးခြားစေတဲ့အစိတ်အပိုင်းတစ်ခုပါကျွန်တော်လည်းဒီအချက်ရဲ့အရေးကြီးပုံကိုမသိခင်နာမည်တွေမှတ်ဖို့အချိန်ကြာကြီးရုံးကန်ခဲ့ရတယ်လူတယောက်နဲ့တွေ့တိုင်းသူတို့နာမည်ကြားပြီး5စက္ကန့်အတွင်းမေးသွားလိမ့်ရှိတယ်နောက်မှပြန်မေးရတာအချက်ရဖို့ကောင်းတယ်ဒါကြီးမားတဲ့အမတစ်ခုပါလူတယောက်ရဲ့နာမည်ကိုမှတ်မိခြင်းကခမည်းနားထောင်တယ်ခမည်းကရင်ဆိုင်တယ်သူတို့နဲ့ပြောခဲ့တဲ့အကြောင်းအရာတွေကိုမှတ်မိတယ် ်ဆိုတာပြတ်တာပါပစုံတရားရဲ့နာမည်ကိုတုံးပြည်ရုံနဲ့သူတို့ရဲ့အကာအကွယ်အသားစီးတွေကြဆင်းသွားပြီးခမည်းနဲ့ယဉ်ဤသွားတယ်လို့ခံစားရစေတယ်ကျွန်တော်သင်ယူခဲ့တဲ့နီလာနယ်ကတော့နာမည်ကိုကြားပြီးတာနဲ့တွေ့ရတာဝမ်းသာပါတယ်တွမ်လို့ချက်ချင်းပြောပါသူတို့ရဲ့နာမည်ကိုကိုတိတဲ့တငယ်ချင်းဒါမှမဟုတ်မိသားစုရဲ့နာမည်တစ်ခုနဲ့စက္ကန့်အနည်းငယ်လောက်ဆက်ဆက်ပြီးမှတ်ထားပါ ဥပမာခုခေဒီလူကငါအချစ်ဆုံးတငယ်ချင်းတွေ့မလို့ပဲဒါပေမဲ့ပူကြည့်ကောင်းတယ်နောက်တစ်ချိန်ချင်းကိုတွားတဲ့အခါကောင်းနာကစရေးကိုဟိုင်းလို့ရိုးရိုးလေးနှုတ်ဆက်မဲ့စားဟိုင်းတော်မဲ့နေကောင်းလားလို့နာမည်နဲ့တွဲနှုတ်ဆက်ကြည့်ပါလူဒီကမြောက်ကိုဆက်ဆံပုံမှာကွာခြားချက်ကိုချက်ချင်းတတိထားမိလာပါလိမ့်မယ်တတိပေးချက်အနေနဲ့လူတယောက်ရဲ့နာမည်ကိုမေးသွားတာဒါမှမဟုတ်စလုံးပေါင်းမှားသွားတာကတော့အမှားတစ်ခုပါပဲခမရလုံလောက်အောင်ဂိမ်းမဆိုင်ခဲ့ဘူးဆိုတာကိုပြတ်တာပါတယ်လူရသူတို့ရဲ့နာမည်ကိုမှတ်မိစေဖို့အတွက်ဒေါ်လာတွေအများကြီးတုံးချရတယ်ဆိုတာကိုမှတ်ထားပါ အန်ဂျန်တွေကောလိပ်တွေအဆောက်အုံတွေနဲ့ဘလုံးကွင်းတွေဟာအရေးကြီးတဲ့လူတွေရဲ့နာမည်ကိုအမှတ်ရစေဖို့ရည်ရွယ်ပြီးဆောက်လုပ်ထားတာပါ။နံပါတ်9ကောင်းမွန်စွာနားထောင်သူဖြစ်ပါစေ။လူတယောက်အတွက်သူတို့ရဲ့ဘဝဟာအရေးကြီးဆုံးဘဝပါပဲ။သူတို့ဘိုက်အောင်နာခေါင်းကိုက်တာဟာကမ္ဘာလုံးဆိုင်ရာအဖြစ်ဆိုးတစ်ခုထက်သူတို့ဘဝမှာပိုကြီးတဲ့အရေးပေါ်အခြေအနေပါ။အစုံတယောက်ကိုစကားပြောခွင့်ပေးလိုက်ခြင်းကသူတို့ကိုအရေးပါတယ်လို့ခံစားရစေတယ်။သူတို့ရဲ့ခက်ခဲတဲ့အခြေအနေတွေကိုပြောပြပါစေ။လက်ရှိပြဿနာကိုဘယ်လိုကျော်လွှားနိုင်လဲဆိုတာမေးပါ။သူတို့ရဲ့ဇာတ်လမ်းတွေအတွေ့အကြုံတွေနဲ့ဉာဏ်ပညာတွေကိုအထောက် ုပြုတ်တယ်လို့ယူဆရင်ဂျိုသားစွာပြောပြပါခမရဲ့ဇလန်းတွေကစိတ်ဝင်စားစရာကောင်းတယ်ခမရဖြတ်တန်းခဲ့ရတာတွေကိုစိတ်ကူးတောင်းမြင်နိုင်ဘူးခမရဲ့ဉာဏ်ပညာကိုတန်ဖိုးထားတယ်ခမရဲ့ဘဝအတွေ့အကြုံကအရန်ထောက်ကူပြုတ်တယ်လို့ပြောပါလူတွေစကားပြောတဲ့အခါသူတို့ပြောချင်တာကိုပဲအာယုံစိုက်နေတာကြောင့်တခြားသူပြောတာကိုလုံးဝနားမထောင်ပဲနေရကြတယ်ကောင်းမွန်စွာနားထောင်သူဖြစ်ဖို့ဆိုရင်သူတို့ဘဝကိုအာယုံစိုက်ဖို့တတိရှိရှိစူးစမ်းအားထုတ်ရမယ်အကျိုးကျေးဇူးတွေက ကြီးမားပါတယ်ဒေကန်နဲ့ကြီးနေရောက်မှာညစာစာပွဲတစ်ခုကိုတက်ရောက်ခဲ့တော့ကသူမတွေ့ဘူးတဲ့ ယောက်ခဗေဒပညာရှင်တဦးနဲ့တွေ့ဆုံခဲ့တယ်။သူကယောက်ခဗေဒပညာရှင်ပြောရမများကိုနိုင်ပေါင်းများစွာအပြေးဝအာယုံဆိုင်ပြီးနားထောင်ပေးခဲ့တယ်။ညစာစားဝဲပြီးတော့အဲ့ဒီပညာရှင်ကဝဲစီစဉ်သူကိုကာနေဂျီယာဘလောက်စိတ်ဝင်စားစရာကောင်းတဲ့စကားပြောဖို့ဖြစ်ကြောင်းသွားပြောခဲ့တယ်။ရင်းစရာကောင်းတဲ့အမှန်တရားကတော့ကာနေဂျီယာစကားတစ်လုံးတောင်မှမပြောခဲ့ဘူး။ဒါပေမဲ့သူဟာကောင်းမွန်စွာနားထောင်သူဖြစ်ပြီးယောက်ခဗေဒပညာရှင်ကိုအပြေးဝအာယုံဆိုင်ပြီးခဲ့တဲ့အတွက်လူချင်းလူကင်ပေါ်များသွားခဲ့တာပါပဲ။ကိုယ့်လက်ကိုဆောင်ရင်စကားပြောဖို့ပြင်ဆင်နေတဲ့ဆွေးရတဲ့အလေးချင်းကနေ ရုံထွက်လိုက်ရင်ခမည်းလဲတဲ့ကနဲ့ဂျီလိုပဲလူချင်းလူကင်ပေါ်များလာပါလိမ့်မယ်မှတ်ထားပါတခြားသူစကားပြောနေတော့မှနောက်ထပ်ဘာပြောရမလဲလို့စဉ်းစားနေရင်ခမည်းကဆက်ပြီးစကားပြောနေစေပဲလို့အတိတ်ပဲရပါတယ်နံပါတ်၈သူတစ်ပါးကိုအေးပါတယ်လို့ခံစားရအောင်လုပ်ပါလူတိုင်းဟာတနည်းနည်းနဲ့ကိုယ့်ထက်သာတယ်လို့ခံစားနေရတယ်သူတို့ကကိုယ့်ထက်ပိုလိမ်ပါတယ်ပိုပိုက်ဆံရတယ်ပိုကြည်ကောင်းတယ်အကစားပိုတော်တယ်ဒါမှမဟုတ်ကိုချင်းစာတရားပိုရှိတယ်လို့ထင်ကောင်းထင်နေနိုင်တယ်ဒီမှာအစွမ်းထက်တဲ့လှဲ့ွက်ရှိတယ်သူတို့ပြောတာမှန်ကန်ကြောင်းကိုတိမ်မွေးတဲ့ နီလာနဲ့လက်ခံလိုက်ပါသူတို့ဘလောက်ရေးပါလဲဆိုတာကိုနားလဲကြောင်းပြတတ်ပြီးတာလွင်နေဆိုတဲ့ခန်းစားချက်ကိုအပြည့်အဝခန်းစား권ပေးလိုက်ပါအချိန်နှဲမှာပဲသူတို့ကိုအေးမပါတယ်လို့တင်းငယ်တယ်လို့ခန်းစားရစေမယ့်အရာတွေကိုရှောင်ရှားပါနံပါတ်ကိုသူတို့ဘာကိုစကားများများပြော권ပေးပါလူတယောက်ရဲ့နာမည်ကိုကြားရတာထက်ဘူချုံမြင်တာကသူတို့ရဲ့ကိုယ်ပိုင်အတန်ကိုကြားရတာပါပဲဒါကြောင့်သူတို့ရဲ့စိတ်ကူးတွေနဲ့ထင်မြင်ယူဆချက်တွေကိုလက်လက်စွာဖော်ပြ권ပေးပါသူတို့စိတ်ဝင်စားတဲ့အထူးအကြောင်းအရာတွေအကြောင်းကိုပြော권ပေးပြီးကောင်းဝင်တဲ့နားထောင်သူဖြစ်ပါစေဒီအချက် ရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့သဘောရမတိုက်ဆိုင်သူတွေနဲ့အလုံးလုံးတဲ့အခါဖြစ်ပေါ်လာတာပါသူတို့ရဲ့ကံစားချက်တွေကိုထုတ်ဖော်ခွင့်ပြုလိုက်ရင်သူတို့ဟာကိုယ့်ဘက်ကအရာတွေကိုပုံပြီးလက်ခံလာပါလိမ့်မယ်ဒါအခက်ခဲတဲ့လုပ်ဖို့ကံဘက်တွေစီးပွားရေးပဒနာတွေနဲ့ဆက်ဆံတဲ့အခါအဓိကပြဟာဖြစ်ပါတယ်စဉ်းစားကြည့်ပါတစုံတစ်ယောက်ကိုအတိမတ်ပြမှုနားထောင်ခံရမှုနားလည်ခံရမှုခံစားရအောင်လုပ်ပေးလိုက်တာရည်ရဆက်ဟာပလင်းထဲကိုကြာသွားတယ်သူတို့စကားပြောခွင့်ပြီးလေပလင်းထဲရည်များများပြည့်လေဖြစ်သွားမယ်ခမရရဲ့အလောက်ကပလင်းထဲရည်ပြည့်ဖို့ပါပဲဒါကိုလုံးနိုင်ရင်ခမရဘွားက ခက်ခဲတဲ့သူတွေတောင်မှခမရကိုတဘောတူပြီးတခြားသူတွေထက်ပိုတဘောကျလာလိမ့်မယ်။တော့ချက်ကသူတို့ကိုပြောခွင့်ပေးဖို့ပါပဲ။သူတို့ရဲ့အတွေ့အမြင်ဒါမှမဟုတ်စကားပြောမှုကိုအနှောက်အယှက်ပေးလိုက်ရင်ဒါဟာကိုယ့်ရဲ့တဝက်ပြည့်နေတဲ့ပလင်းကိုမှောက်ချလိုက်တာနဲ့အတူတူပဲ။စစချင်းကနေပြန်စားရလိမ့်မယ်။သူတို့ရဲ့အတွေ့တွေကိုအနှောက်အယှက်ပေးရင်သူတို့ခမရနဲ့စကားပြောရတာပြောမှာမဟုတ်ပါဘူး။တခြားသူတွေကိုစကားပြောခွင့်ပေးလိုက်ပါ။ပြီးရင်သူတို့ခမရကိုဘယ်လိုတဘောတူလာလဲဆိုတာစောင့်ကြည့်ပါ။ကြည့်ရှုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒီအချက်တွေကလည်းတခုခုတင်ယူသွားရလိမ့်မယ်လို့ညွှန်လင်းပါတယ်ခမရရဲ့ဘဝမှာအသုံးချဖို့အကောင်းဆုံးအချက်ကဘယ်အချက်လဲဆိုတာခုမှမှပြောပြပေးခဲ့ပါဦး